ိုမြင့်ကိုမင်္ဂလာပါခေတ်တွေဦးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတမကူကိုစကားကားစကွန်အလွန်မှနရေကံပြူဟာကိုကုကံမှုစစ်ကောင်စီချန်ဖတ်နေပြန်ဆက်တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တမကူကိုစကားကားစကွန်တို့နဲ့ခုခံနေတဲ့နရေကံတိုက်ပွဲမှာအထင်အနေနဲ့စစ်ကောင်စီတပ်ကနောက်ထပ်ပြူဟာပြောင်းမှုပြင်ဆင်နေပြီးစစ်တပ်ရင်တွေကိုထပ်မံပို့ဆောင်နေပါတယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့ကဗရန်တန်နယ်တွေက အမတ်ကိုတုံညာကအမြောက်စခန်းကွက်ကဲမှုဌာနချုပ်ကုံအရာရှိတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကုံစစ်ကား28စီးနဲ့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။သူတို့ပြူအားရောစီးရေးတာဝန်ခံမှပြောင်းမယ်ထင်နေမနေ့ကစစ်ရင်နဲ့ဝင်လာတယ်။ဒီနေ့အခြေအနေတကူကူထူနိုင်တယ်လို့မြေပြင်သတင်းရှင်မြက်ကပြောပါတယ်။နိုင်ရိတ်ကံပြူအားကုံကအေးအေးနဲ့မဟာမိတ်တွေကပီကန်တီဖေဖော်ဝါရီလမှာစတင်ထိုးစစ်ဆင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေတာရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတမကူကူကတာဝန်ယူခဲ့တာပါ ကာကင်စခန်းတွေကိုအေးအေးနဲ့မဟာမိတ်တွေကတခုပြီးတခုတင်ယူခဲ့ပြီးအထိနာနေတဲ့စစ်ကောင်စီကတမကိုကိုတမမူပုံမူကြီးတင်မောင်ကျော်ကိုမေလာထဲမှာဖမ်းပြီးဟခချေဆိုင်စစ်ပြူဟာမူပုံမူကြီးစိုးဝင်းထွန်းကိုတမကိုကိုတမမူတာဝန်ပေးခဲ့ပါတယ်။ထိုစစ်စတင်တဲ့ဖေဖော်ဝါရီလထဲမှာတင်တမကိုကိုလက်အောက်ခံအမန်ကိုကိုနဲ့နေပြူဟာအဖွဲကယာယီနေပြူဟာမူဒုတိယပုံမူကြီးကြောကြောတန်းနဲ့ပြူဟာကျုံအဖွဲဝင်း၁၈ဦးအပြင်စစ်တပ်မှအများပြားကိုအေအေကဖမ်းမိခဲ့ပါတယ်။ အကူလာနောက်ပိုင်းမှာတော့တမကူကူလောက်ခံတရင်တွေအဆောင်ဆန်းတော်ချေဆိုင် စစ်စင်ရဲကွက်ကဲမှုဌာနချုပ်စကခဆက်ခွန်ကိုပို့ခဲ့ပြီးခုခံပြန်ခဲ့ပါတယ်။စကခဆက်ခွန်ကိုပို့ပြီးခုခံခဲ့ပြန်ပါတယ်။စကခဆက်ခွန်လောက်ခံတရင်တွေဖြစ်တဲ့ခမရ9ခွန်၄ခမရ9 6ခွန်ခမရ9ခွန်9ခမရ9ခွန်ခွန်ခမရ9 2 3ညခလာရ2 9တို့နဲ့အတူစစ်မှုတန်တင်တဲ့စစ်တွေပါလာတယ်လို့အရခတတော်အေအေက အော်တိုဘာလ18ရက်နေ့ညမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲတွေမှာကစင်ကလျားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီးအလံဖြူထောင်းအလင်းဝင်ရောက်လာသူတွေလည်းစက်တန့်ရှိနေတယ်လို့အေအေထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အော်တိုဘာလာကနေလက်ရှိချိန်ထိစည်ရဲချိန်တွေကတော့နိုင်ငံကံဖြူအားနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖြတ်တောက်ထားနိုင်ပြီလို့မြေပြင်စည်ရဲသတင်းရှင်းပြကပြောပါတယ်။လဟံဘက်ကပစီရွာဘက်ကနေသူတို့စုဖွဲ့နေတဲ့လက်နေဘက်ကိုကျွန်တော်တို့ထင်းချုပ်ထားနိုင်တယ်လို့၎င်းကဆိုပါတယ် စစ်ကောင်စီကအမ်ဘလန်လန်ဟံဖြစ်တဲ့ငဖဲမျိုးနဲ့ပစီရွာကိုတက်ဆွဲထားပြီးအဲ့ဒီကိုအင်အားတွေပို့ဆောင်နေပါတယ်။နိုင်ရကံဖြူအားနဲ့ပစီရွာကိုအေအေနဲ့ပူပေါင်းတပ်တွေကဖျက်တောက်ထားနိုင်ပြီးဖြူအားတဲကိုလေးချောင်းကနေရိတ်ခါနဲ့လက်နက်ခရဲတွေပို့ဆောင်နေပါတယ်။နိုင်ရကံဖြူအားတဲကကဘာလုံးပုံအဆောင်နဲ့မှာတော့တရားရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစေကူတာပေးနေတယ်လို့သိရပါတယ်။ နိုင်ငံကံပြူဟာကတောင်ထိပ်ဒေသဆိုတိုင်းစမြန်မာတဲ့အတွက်ရေဒါကိုဖျက်ဆီးနိုင်မှုကနေကာကွယ်နိုင်မှုကဘာလုံးပုံစံမျိုးကစနစ်ရှိနေပြီးရေဒါကိုစစ်ကောင်စီကဖြုတ်တင်ထားပါတယ်။အစအအုံကိုတော့ဘဏ်ကအနေနဲ့တုံးနေတယ်လို့သိရပါတယ်။နိုင်ငံကံပြူဟာနာကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်လို့ခိုက်လို့စိတ်မရှိဘဲစုခွာထွက်ပြေးနေတာတွင်လူအပ်တဲ့ထောက်ပံ့တွေကိုအထက်ရာရှိတွေကဖျက်ဖြီးစီးပေးတာတွင်အေအေတပ်ဖွဲ့ဝင်တွေကရေရဲဝံဝံတိုက်ခိုက်နေတာတွေကို ဒုတိယဖော်မူကြီးကြကြတကအေအေထန်းထုတ်ဖော်ဝန်ခံခဲ့ပါတယ်။တမကူကိုစကခစကွန်အလွန်မှန်းနိုင်ရကခုခံစစ်ကိုကာကွယ်ဖို့စက်ကောင်စီကဘယ်သူကိုတာဝန်ပေးမလဲဆိုတာတော့မသိနိုင်နေပါဘူး။အေအေကတော့နိုင်ရကပြူဟာကိုပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကစင်ကလေးအားထွက်ပြေးနေတယ်လို့လက်နက်ချသူတွေလည်းရှိနေတယ်လို့နိုဝင်ဘာလလယ်မှာသတင်းထပ်မံထုတ်ပြန်ခဲ့ပါတယ်။ လေချောင်းကနေတော့နေတိုင်းလေးလာတယ်နေတိုင်းလေးကျဲတယ်လို့မြေပြင်စီးရင်တဲ့ရင်မြစ်ကဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြောပါတယ်အေးအေးဟာလက်ရှိမှာရခိုင်ပြည်နယ်ကြဖြူမြို့နယ်ကစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေတယ်လို့ဘကိုးတိုင်းပထောင်းနယ်တွေကကမဆ16အနီးရောင်တိုးကျေးရွာကလီလာတောင်ပတ်ဝန်းကျင်အေယာဝတီတိုင်းတာပေါင်းနယ်လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်ဆလပင်အကြံတော်မျိုးနယ်ငွေရင်းရမှာပြစ်စော်တီများရိတ်ခတဲ့ပြီးပြန်လာစဉ်ချားဖြတ်တိုက်ခတ်မှုရိတ်ခပစ္စည်းများနဲ့အတူ ပစ္စာတိစီဦးအစင်ဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သကိုင်းတိုင်းအရတော်မျိုးနဲ့ငွေရင်းညာမှာပစ္စာတိများရိတ်ခတဲ့ပြီးပြန်လာစဉ်ကြားဖြတ်တက်ခိုက်ခဲ့ရန်စီဦးအစင်ဖမ်းမိခဲ့ကြောင်းငွေရင်း revolution ပေါ်မှာတာဝန်ရှိသူကပြောကြားပါတယ်။ ဇမနီဒီဇမလာကိုရန်နေကအရတော်မျိုးနေငွေရင်းရွာမှပြစောတိစနတ်ဦးကညောင်တူကလေးကြီးရွာရိတ်ခါများသွားရောက်တည်ယူပြီးပြန်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကခြားပြတ်တိုက်ခိုက်ခဲ့ရန်ပြစောတိကောင်းဆောင်ကျော်စွေဤညာလက်ယုံဖော်လုံးအပါဝင်ပြစောတိစီဦးကိုရိတ်ခါများနဲ့အတူအစင်ဖမ်းမိခဲ့ကြောင်းသိရပါသည် ကျန်တဲ့လေယောက်ကလက်နက်ပါတော့သူတို့ကထွက်ပြေးတာရိတ်ခါတင်လာတဲ့သူတွေကြတော့ပြစ်ထားခဲ့တာပုံလက်နက်ကတော့မရဘူးရိတ်ခါတင်တဲ့သူတွေပဲမိလိုက်တဲ့ပြစောတိကောင်းဆောင်ကျော်စုရဲ့ညာလယုံဖုံလုံးပါမိတာပစ္စည်းတွေကသူတို့တင်လာတဲ့စံစီပတ်စံတို့အရက်ဘူးတွေပါပါတယ်ခဲရန်တော့မပါဘူးဓာတ်တွေတင်စီရမိခဲ့တာရှိတယ်ငွေရင်းညာနဲ့ညာတို့ကလေးကနှစ်မိုင်ပဲဝေးတာ အဲ့ဒီနေရွာကြမှာတိုက်ခိုက်ခဲ့တာလက်ရှိတော့သူတို့ကဥပဒေအရအရေးယူနိုင်မှုစစ်ဆင်နေတဲ့ငွေရင်းရွာကပြူစောထီးတွေအနေနဲ့အလင်းဝင်ပြီးကျွန်တော်တို့နဲ့ပူးပေါင်းပါလို့ထပ်ဖြည့်ပြောချင်ပါတယ်ဟုငွေရင်းတော်ဘူးလို့ရှင်ဖို့မှတာဝန်ရှိသူကပြောကြားပါတယ်အဆိုပါတက္ကမှုကမုံရခရိုင်တရင်23တက်ခွဲနေငွေရီရဗိုလူရှင်ဖုံမုံရခရိုင်အမတ်23တရင်တိုင်းနေကို MRTM နေဒေသခံမဟာမေးများပူပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် တော်လရင်စစ်မျက်နှာပုံမှုပြင်ထန်လာချိန်မှာလေတပ်ပြိုလရင်တော်လရင်နိုင်မည်ဟုသည့်အချက်များပုံမှုပေါ်လွင်လာပြီးတော်လရင်အင်အားစုများအလုံးအနေဖြင့်လေတပ်ပြိုကြရေးမစ်ရှင်များကိုဒီဇိုင်းမမတ်ပူပေါင်းဖော်ဆောင်ပေးကြရန် BWM ကအထူးတိုင်တွန်းထားပါသေးရှင်ဆလပင်ဘူးဒလင်မှာအင်အား90ခန့်စကားဆဆက်ချောင်းကိုတော်လရင်တံများတိုက်ခိုက်ရာတိစုံမှုများရှိနိုင်စွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည် စကိုင်းတိုင်းပူတလင်းမြို့နယ်မှာစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လည်းရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆမှုများရှိနိုင်တယ်လို့ပူတလင်းမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှစစ်ကြောင်းမှုကိုကြွယ်ကလေးကပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့မနက်09:55မိနစ်မှာပူတလင်းမြို့နယ်ထဲမှာတပြေပြင်းရွာတဲ့သူစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာတေဆုံထိခိုက်မှုများရှိနိုင်ပြီးအရေးအတွက်အတိအကျကိုမသိရသေးဘူးလို့ဆိုပါတယ် စကားအင်အားကတော့80လောက်ရှိမိပြန်တည်ဆုံမှုကတော့အများသောအားဖြင့်ရှိနိုင်ပါတယ်လက်ရှိတော့တည်ဆုံမှုအသေးအကြာမသိရသေးပေမယ့်ကားပေါ်မှာလူနာတွေဆက်တင်ပြီးတော့ကားလာကြိုးပြီးတော့သူတို့အထဲမှာပြန်ပို့လိုက်ရတာတွေရှိတယ်လို့ကိုကြွက်ကလေးကပြောပါတယ်စစ်ကောင်စီတဲ့စစ်ကြောင်းဟာလူနာတွေကိုကားနဲ့တင်ပြီးပြန်ဆုပ်သွားပြီးတဲ့နောက်စစ်ကူအင်အားအများပြားနဲ့ထိတွေ့တိုက်ပွဲဖြစ်ရာနေရာကိုပြန်လည်ရောက်ရှိလာခဲ့တဲ့လို့ညနေ6နာရီခွဲခန့်မှာဘူတလင်းမြို့ထဲသို့ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့သိရပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုဘူးတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူနောက်ဦးခရိုင်တရင်တုံးဘူးတလင်မျိုးနဲ့ပကဖောင်းဘာမအာမီဘီတရင်တင်ပြည်သူ့အတန်းတိုက်ခိုက်ရေးအဖွဲ့တပရင်းပို့တောက်တဲ့အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလပင်မော်လိုက်ခရိုင်အမတ်နဲ့အမတ်လေးတရင်များတို့ပြည်သူ့စစ်နယ်စစ်မှုထမ်းတပ်သားတွေခုနှစ်ဦးလက်နက်နဲ့အတူအလင်းဝင်ဆွဲတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မော်လိုက်တော်လည်းငယ်အင်အားစုများဖြစ်သည့်မော်လိုက်ခရိုင်အမတ်နှင့်အမတ်လေးတရဲများသို့လက်နက်နှင့်အသူအလင်းဝင်ရောက်လာသည့်ပြည်သူစစ်နေပြည်သူစစ်နေပြည်သူစစ်မှုထံပါစာများအားလုံးတာဝန်ရှိသူများမှဂွန်ပြုစုငွေတအူးလည်းငွေကျပ်သိန်း50တိတိကုန်ပေးအပ်ခြင်းဖြင့်ကြောင်းတရင်ထုတ်ပြန်ပါသည်